မ်ပိန်းဖွင့်ပွဲအစီအစဉ်မှာပါဝင်လာတာကတော့ပြက်ကြိမ်မှာပကြီးအနေနဲ့ပါဝင်ပုံပေါ်ထားတယ်ပကြီးစရာ၎င်းအိမ်ကနေပြီးတော့အမတ်တရစကားပြောကြားပေးမှဖြစ်ပါတယ်ဖိတ်ခေါ်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်၎င်းအိမ်ပါဗျာอืมအခုပွဲနဲ့ပတ်သက်ပြီးတော့ဘိုးချုပ်မွေးနေမှာပေါ့เนาะကျွန်တော် ပြောချင်တာလေးတခုရှိတယ်ဗျအဲ့ဒီအရင်တော့ကကျွန်တော်ကတ်တွန်းလေးတခုရေးဘူးတယ်အဲ့လိုစစ်အင်ကြီးတစိုက်တွေနဲ့ရှင်ဘက်ကအိတ်ကပ်ထေးထဲမှာထိုးထားတဲ့ဖောင်တင်လေးတစ်ချောင်းပေါ့နော်အဲ့ဖောင်တင်လေးကိုဖောင်တင်လေးကလက်လက်လေးကမ်းပြီးတော့ခေါ်နေတာသူ့ကိုလူမဲ့လူမရှိဘူးလားပေါ့အဲ့ဒီအချိန်တော့ကရေးခဲ့တဲ့ကတ်တွန်းမှာပိုချုပ်လုပ်ခဲ့တဲ့လောက်ရလေးတခုပေါ့လေအဲ့ဒီဟာကိုအခြေခံပြီးရေးထားတာပါအခုတော့ အဲ့ဒီ fountain ကိုလူမဲ့လူတွေအများကြီးဖြစ်နေကြပါပြီလူကိုလည်းစူးစမ်းနေကြပါတယ်ဒါပေမဲ့အချိန်ကာလအဖြစ်ကိုကျွန်တော်တို့ရှင်းရတာတွေအများကြီး fountain လေးတစ်ချောင်းလူဖို့အတွက်ကျွန်တော်တို့အများကြီးရှင်းခဲ့ကြရပါတယ်အဲ့ဒီဘိုးချိုရဲ့မွေးနေ့နောက်ပြီးတော့အဖိုးရဲ့မွေးနေ့အပြင်အမေရဲ့မွေးနေ့မှာပါ အမေကိုမတွေ့နိုင်တဲ့ဒါကိုထိန်လင်းအတွက် အမတ်တရစကားပြောတာပါအမြန်ဆုံးမိခင်ကြီးနဲ့ပြန်ဆုံစည်းနိုင်ပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ没有吃的，打掉也没给我他的看啥么？ အမေကိုချစ်တဲ့သားတွေပဲပုံနာနေလိုက်ပါတော့ကိုထိန်လင်းမှာလည်းအမေရှိတယ်ကျွန်တော်မှာလည်းအမေရှိတယ်ဒါပေမဲ့ကျွန်တော်အမေတော့သုံးတော့ပါပြီအဲဒီတော့ကိုထိန်လင်းရဲ့အမေပေါ်ထားတဲ့ခံစားချက်ကိုကျွန်တော်ကောင်းကောင်းနားလည်ပါတယ်ကိုထိန်လင်းရဲ့အမေကြီးချက်မှာပါစေဟုတ်ချုံတော်မှာလွတ်မြောက်ပါစေအတန်နေပါမှာ ုတ်ကဲ့ပါအခုလိုမျိုးအမှုပညာနဲ့ပါဝင်အားဖြင့်ယင်းအဲကျွန်တော်တို့တော်လှန်ရေးတာဝန်တွေကိုတည်ယူထမ်းဖို့နေတဲ့ဆက်လက်ကွန်ရင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်စီစဉ်ကတော့ကျွန်တော်တို့ဒီအခမ်းအနားမှာပါဝင်လာတဲ့ကြပြဆရာတွေရှိပါတယ်ကြပြဆရာတွေကနေပြီးတော့ကြပြဆရာဆရာမတွေကနေပြီးတော့ကြပြတွေရွတ်စုမဲ့အစီအစဉ်ပါအဲ့တော့ပထမဆုံးတယောက်အနေနဲ့ကြပြရွတ်စုကိုဖိတ်ခေါ်ချင်တာကတော့အဲကျွန်တော်တို့ မတိရိယန္နာကိုဖိတ်ခေါ်ကြပါစီခင်ဗျာအဲဘလူကဗျာလေးနဲ့များရွတ်မလဲအဲကျွန်တော်တို့အဆောင့်ကြည့်အောင်ပါဟိုကျွန်မလိုင်းရှိနေကြောင်းလေဗီဒီယိုလေးတော့ပိတ်ထားခွင့်ပြုပါရှင်ပါရှင်ပြပါခင်ဗျာပါရှင် ဟုတ်ကဲ့ပါမကြားလာမသိဘူးခင်ဗျာ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  Hello ဟုတ်ကဲ့ကျမတန်ကြားလာရှင်ဟုတ်ကဲ့ဒီကြားပါပြီဟုတ်ကဲ့ဒီကြားလေးကကျမ2014ခုနှစ်ကရေးခဲ့တာပါအော်ကျမတို့လေဟိုစကျမတို့ပါတီစပြီးတော့ပေါ့နော် ပြန်ပြီးတော့ဟိုဟာ ပါတီမပုံတင်တော့မယ်ပါတီရွေးကောက်ပွဲဝင်တော့မယ်ပေါ့နော်ဟိုအထူးထူးရွေးကောက်ပွဲဝင်တော့မယ်ဆိုတဲ့အချိန်မှာကျမတို့ပါတီဝင်တွေကိုအမေကတွေးဆုံပြီးတော့စကားပြောတဲ့အချိန်မှာကျမကအဲ့ဒီဟာတွေကိုခံစားမိသွားပါမိသွားတာပေါ့နော်ကျမတို့မိရဲ့အဲကျမတို့ပါတီဝင်တွေအပေါ်မှာထားတဲ့စိတ်ထားပြည်သူတွေအပေါ်မှာထားတဲ့စိတ်ထားအဲ့ဒါလေးတွေကို ဟိုကျွန်မအကုန်ပြုတ်ပြီးတော့မှတ်တမ်းတင်ထားတဲ့သဘောပါဇင်ဟိုကျွန်တော်ဆရာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့အမှားပိုင်ခွင့်လွတ်ပါဟုတ်ကျွန်တော်လင်းဆက်ယူပါမယ်ရှင်သူပြည်သူပေါ်ချစ်တလောက်ပါတီပေါ်တင်းကျပ်တဲ့သူသူပြည်သူပေါ်အချစ်တွေပေးတလောက်ပါတီပေါ် တာဝန်တွေသာ ပေးတတ်တဲ့သူသူပြည်သူအပေါ်မျက်နှာချိုးသလောက်ပါတီအပေါ်သူပါတီအတွက်ငွေမေးတော်လေဖခင်ထံမှ သူရခဲ့တဲ့စိတ်တက်ကိုအမွေအဖြစ်ပေးခဲ့တဲ့သူ သူပြည်သူအပေါ်အလိုလိုက်သလားပါတီအပေါ်စီကံကျင့်ကြတဲ့သူပြည်သူကိုစီယုံသလားနေရအတွက်တာဓာတ်ရဲ့ပါတီဝင်တွေကိုထွက်သွားလို့ဆိုတတ်သူ သူရင်သွေးနဲ့တန်းတူထားလို့ပါတီဝင်တွေပေါ်မျက်နှာတာမပြေးဘူးသူသူဟာဒီကျောက်ရဲ့အုတ်ဆောင်ကျမတို့ ဒီမိုကရေစီရဲ့ icon ကျမတို့ရဲ့ခြေတံပေါ်အဲ့ဒီစိတ်ထားတွေကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့လို့ကဘာကြော်နေရတာပေါ့အဲ့ဒီစိတ်ထားတွေကြောင့်ကြီးညိုနေရခြင်းပဲပေါ့အဲ့ဒီစိတ်ထားတွေကြောင့်အနှိုင်းမဲ့နေရခြင်းပေါ့မတီရီကြားသေးလားခင်ဗျဟုတ်ပြီပါကျမဆက်ရွနေပါရှင်နားလည်ပြီပါခင်ဗျအာနိုင်အခက်ခဲကြောင့်မတီရီရနာတော့အဲသူကြပြရွတ်တဲ့အတောင်ကျွန်တော်တို့ လောလောဆယ်မှာမကြားဘူးဖြစ်နေပါလေ Hello ကျမတန်ကြားရလားရှင်ဟုတ်ကြားရတယ်ရှင်ဟုတ်မတီတီဆက်ရုပ်ပါသူရှင်လေးနဲ့ရှင်နဲ့တန်လို့ထားလေးနဲ့တန်လို့ထားလေးတန်လို့ထားလေးတန်လို့ထားလေး ပါတီဝင်တွေပေါ်မျက်နှာတာမပေးဘူးသူသူဟာဒီချုပ်ရဲ့အုပ်ရှာကျမတို့ရဲ့အနေအထားဒီမိုကရေစီရဲ့ icon ကျမတို့ရဲ့ကျေတကွန်ပေါ်အဲ့ဒီစိတ်ထားတွေကြောင့်တောင်ဆန်းစုကြည်ရဲ့လို့ကဘာကျော်နေတာပေါ်အဲ့ဒီစိတ်ထားတွေကြောင့်ကြီးညိုနေရခြင်းပေါ်အဲ့ဒီစိတ်ထားတွေကြောင့် အနိုင်မဲ့နေရခြင်းပေါ့ပါတီဟာဆင်းရဲပေမဲ့သူကြောင့်အမြဲကုန်တက်ခဲ့ရပေါ့ကျမတို့တွေလည်းငွေမရှိပေမဲ့သူပေးတဲ့စိတ်သက်အမွေနဲ့ဟုတ်ကဲ့ပါအာကျွန်တော်တို့ကျွန်တော်တို့စီရတော့ပါမကြောက်ဘူးခင်ဗျာကျွန်တော်တို့လေအဲကြားလာမသိဘူးအော်သူကျွန်တော် 嗯，搿个自家都个全部拆伊拉，不拉我们啊，都有人来没嘞？来嘛，侬拍片那边好。好，可以勿是？好，可以勿是？ ကျမဘက်ကလည်းခက်ခဲကြအောင်အတန်မထွက်သွားတာဖြစ်ပါလိမ့်မယ်ရှင်ကျမဇက်တိုက်ရွတ်သွားပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့အင်တာနက် line အရင်မကောင်းတဲ့ခါကျတော့အခက်အခဲဖြစ်သွားတဲ့အတွက်လည်းအဲနားလည်ပေးပါလို့ပြည်သူလူထုကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အဲနောက်ထပ်အဲကဗျာရွတ်မဲ့ကဗျာဆရာတွေရှိပါသေးတယ်အဲ့ဒီကဗျာဆရာတွေတဲကကျွန်တော်တို့အဲចောင်းသားကောင်းចောင်းသားကောင်းဆောင်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ကုမင်းတွင်းတိကိုဖိတ်ခေါ်ပါရစေခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျအားလုံးမင်္ဂလာပါခင်ဗျဟုတ်အာဒီမွေနေ့ရှင်မပါတဲ့မွေနေ့နဲ့လူကောင်းတွေအတွက်နေရာမရှိတဲ့တိုင်းပြည်ရဲ့အခြေအနေကြောင့်မလို့အာဒီနေ့မှာမင်္ဂလာပါလို့နှုတ်နှုတ်ဆက်ရတာတော့တိတ်တော်တဟဇာတမဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကအဲဘာပဲဖြစ်ဖြစ်မှန်ကန်တယ်ဆိုကျွန်တော်တို့ရှောက်ထားတဲ့လမ်းကိုပဲဆက်သွားရမှာပါဘလို့အခြေအနေမျိုးပါပဲကြုံကြုံပါ ဆိုတော့ဒီနေ့ຫນွေဥတော်လိုင်းကြီးမှာကျွန်တော်ရွတ်မဲ့ကြပြဒီအာကမ်ပိန်းမှာကျွန်တော်ရွတ်မဲ့ကြပြဒီနေ့ຫນွေဥတော်လိုင်းကြီးမဖြစ်လာခင်မျိုးဆက်အဆက်ဆက်ကျွန်တော်တို့တိုက်ခဲ့တယ်အာဒီနေ့မွေးနေ့ရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဆိုရင်လည်းသူ့ရဲ့အဖေဘူဂျောအောင်ဆန်းကနေစပြီးဒေါအောင်ဆန်းစုကြည်လွတ်လပ်ယူပေးခဲ့တယ်ပြီးတော့ဒေါအောင်ဆန်းစုကြည် တိုင်းပြည်မှာဆက်အာဏာရှင်စနစ်ကနေပြီးတော့လွတ်လပ်အောင်လုပ်ပေးခဲ့တယ်နောက်သားဖြစ်သူကင်အခု စစ်ဘေးတင့်နေတဲ့အတိုင်းပြည်ကပြည်သူတွေကိုကယ်တင်မှုစ조사နေကြဒီမျိုးဆက်အဆက်ဆက်တိုက်ခဲ့တဲ့တိုက်ပွဲတွေတယောက်ချင်းစီတစုချင်းစီကနေမျိုးဆက်လိုက်တိုက်ခဲ့တဲ့တိုက်ပွဲတွေကိုကျွန်တော်ကတင်စားပြီးတော့အဲ client တပုတ်နေအနေနဲ့တင်စားပြီးတော့ဒီကြပြလေးကိုရေးပြတာဖြစ်ပါတယ်အဲသူတို့ကိုသူတို့အုတ်တိုင်းကိုခေါင်းမတိုက်နဲ့ဆိုပြီးတော့ပြောခဲ့တဲ့ပုံကိုယ်တွေအတွက်မျိုးဆက်အဆက်ဆက်တိုက်ခဲ့တဲ့တိုက်ပွဲတွေကအကြောင်းထင်ခဲ့တယ်ဒီအရာကြောင့်ပဲကျွန်တော်တို့ຫນွေဦးမှာအောင်မြင်မှု ဒီရလာတာဖြစ်တယ်ဆိုတဲ့အကြောင်းဒီလှိုင်းတဘိုးတွေရဲ့အကြောင်းကိုကျွန်တော်အဲတင်စားပြီးတော့မျိုးဆက်တွေကိုတင်စားပြီးရေးထားပါတယ်ကျွန်တော်ရဲ့ကဗျာနာမည်ကတော့လှိုင်းတဘိုးများဤအထုပ်ပတိဖြစ်ပါတယ်လှိုင်းတဘိုးများဤအထုပ်ပတိကိုချင်းစာမှုနဲ့စင်ကျင်ညာဆိုတာလူနဲ့တိရစ္ဆာန်ကြားခြားနာထားတဲ့စီးတဲ့တရားတွေပြတ်အမှားတွေဖတ်တဲ့အခါစီးလဲပြောက်မီးလဲတောက်ခဲ့ပြီးအိုမိခင်တိုင်းပြီး သူ့စီကိုစီလူစီဘလူးစီရှုပ်ရှက်ခက်ကုန်တဲ့ဖေဗူအရီတရက်မှာစုပ်ပြတ်တက်ကုန်တဲ့ညှော်လင်းချက်တွေအတွက်လူပင်လယ်လှိုင်းလုံးညဉ့်ရန်ကိုခေါင်းနဲ့တိုက်လို့ငါတို့ဟာ လူစစ်စစ်ဖြစ်ကြောင်းကဘာကြီးကိုတတ်တည်ပြခဲ့တယ်လူတလိတ်ဆန်နေရဲ့နေရာမှားတဲ့ဖြစ်တည်မှုအတွက်မဟာပထူရဲ့ရှိုက်ငင်တန်တဲ့တဲ့မှာကြပြာပီစာစီတတ်သူတို့ ပီတိကိုစားအားရှိသူတို့တရားလဲဖတ်ဓာလဲထတ်သူတို့ဓမ္မလဲရှိအမှန်လဲသိသူတို့ပလင်ပေါ်ကဥဒံရက်အောင်လိန်ကောက်နေတဲ့လမ်းမတွေကိုဆွဲဆန်းကြဆုတ်ချက်ကျမ်းနဲ့ဖြက်စည်းခန့်ပကြီကားကိုပြုပြင်ရေးဆွဲကြမျက်နှာဖုံးလေးကိုဆွဲချွတ်ကြတုံးအုပ်ထဲကဝင်ပလွေတွေကိုဟစ်အော်မောင်းထုတ်ကြမျောလင်းချက်တွေကိုတစားစီပြန်ဆက်ကြဖိနှိပ်မှုကိုရိုက်ချိုးကြ ဒီလိုနဲ့နှွေဦးရဲ့လမ်းမတွေထပ်မှာမောင်းပြန်ကိုဒေါင်းလန်နဲ့တိုက်ခဲ့ကြောက်ဆောင်ထက်ရေဆောင်ထက်တဲ့မျိုးဆက်လိုင်းนี่တလုံးပြီးတလုံးတဝုံးဝုံးရိုက်ခတ်လို့အမောင်တက်ဂရိတ်တွေပြိုကျမှိန်ပြက်ပြလေးရှိနေတုံးပါပဲမိစ္ဆာနတ်ဆိုးတကိုးထွားဖို့ငိုးဆုံဆုံချုပ်ခဲ့ရတယ်လိုင်းဆိုတာကြောက်ဆောင်ကိုရိုက်ခတ်လို့ကွဲအပ်ကြွေလွင့်သွားလဲ နောက်မဆုပ်ဒူးမတုပ်နောက်ထပ်လှိုင်းနေတလုံးပြီးတလုံးတစ်ချိန်ပြီးနောက်တစ်ချိန်အစင်းစင်ရှစ်တက်ရင်းသာတိုက်စားကြမှာပါနှစ်များစွာကြာနောင်မျိုးဆက်သားလူငယ်များလီတို့ပြည်တို့ရီတို့အမိဟုအော်မီဟစ်ကျွေးအားတက်ရင်းပြီးပြန်မျောတန်းတဂုံယူကြမလီဤမြေတီဆောက်သွေးတပေါက်တိုင်းသည်တဲတပွင့်အဖြစ် ြောင်းလဲဖြစ်တည်မြမာပြီဟုတိုင်းသစ်တည်တော်လှိုင်းတဘူးများမင်းတွေ့သည်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်မင်းတတိအကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကြပြရဲရစာသားတစ်ခုဆွဆွထင်းနေကြားလိုက်ရပါတယ်ပလင်ဘော်ကဥတန်ရက်အောင်ဆိုတော့စာသားပါအဲ့တော့ကျွန်တော်တို့ဒိုင်းပြီဒိုင်းတစ်ပြည်လုံးကလည်းသူ့နေရာမဟုတ်တဲ့သူ့ဒေတာမဟုတ်တဲ့ အမတက်မရာကိုတက်ပြီးတော့လူယူထားတဲ့ဒီပလင်ပေါ်မှာဦးနေတဲ့ကောင်ကိုဥတန်ရက်အောင်ကြိုးစားနေကြတာပါအမြန်ဆုံးလဲမကြခင်မှာအဲ့ဒီဥတန်ကိုရက်တန့်နိုင်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ကဗျာရွတ်ဆိုပြီးမဲ့ကဗျာဆရာတူရှိပါသေးတယ်ကျွန်တော်ကဗျာဆရာကိုတုံညောက်ကိုဖိတ်ခေါ်ပြရစီခင်ဗျာဟုတ်ကဲ့ပါကိုဝေရီဟိုဖိတ်ဖိတ်ချပြတဲ့အတွက်ဖိတ်ခေါ်ပြတဲ့အတွက်ကျေးဇူးရတင်ပါတယ် တော့ဒီနေ့မှဟိုအမေတော်ဆန်းစုကြည်ရဲ့ဟို80ပြည့်မဲ့မွေးနေ့နဲ့အတူဟိုကျွန်တော်ပြုချင်တဲ့ကြပြာလေးတစ်ပုဒ်ရှိပါတယ်အဲဒီကြပြာကဟိုနိုင်ငံရဲ့ဟိုမိခင်တဖွဲ့မှတ်ယူကြတဲ့မေတော်ဆန်းစုကြည်နဲ့တကွာဒေါ်လာရေးမှာအပါဝင်နေတဲ့ရဲဘော်တွေရဲ့အမေတွေကိုကူစားပြုပြီးရေးထားတဲ့ကြပြာလေးဖြစ်ပါတယ်အဲဒီကြပြာကတော့ကျွန်တော်ရေးခဲ့တာအဲတနေ့လွန်ခဲ့တဲ့နှစ်ကပေါ့နော်လွန်ခဲ့တဲ့နှစ်ကကျွန်တော်ရေးခဲ့တဲ့ကြပြာလေးပေါ့ ဒီမီဒယ်ဆိုင်ကြီးသူကြီးရဲ့အဲမွေးနေတဲ့ဟိုမိခင်တယောက်ရဲ့မိခင်တယောက်ကိုတတယောက်ကတိုက်တယ်တဲ့အဲပုံစံလေးနဲ့လည်းကိုက်ညီတယ်ဖြစ်တဲ့အတွက်လို့ကျွန်တော်ဒီကဗျာလေးကိုဟိုကျွန်တော်ဟိုရွတ်ပါမယ်လို့ကဗျာရဲ့ကျွန်တော်ရဲ့ကဗျာကောင်းစဉ်ကကျွန်းမျိုးနဲ့ပိန်ခေါ်လေးပါအဲကျွန်းမျိုးဆိုတာကတော့လက်ရှိကျွန်တော်တို့နိုင်ငံကိုတင်စားပြီးတော့ကျွန်တော်တို့ဟိုကျွန်တော်ဖြေးထားပါလေပိန်ခေါ်လေးဆိုတာကတော့ဒီတော်လိုင်းမှာပါဝင်နေတဲ့တော်လိုင်းရေဘော ိုင်းကိုကုသပြုပါရယ်လို့ဟုတ်ကဲ့ကျွန်တော်ကပြလေးကိုရွခွင့်ပြုပါဗျကျုံမျောနဲ့ပိန်ကုန်လေးစုံမီးအပြည့်ထောင်ချောင်းအပြည့်နဲ့တသွင်သွင်စီးနေတဲ့မြစ်ထဲနာကြီးကျက်ဇွန်တချောင်းကိုဆွဲဤပဲပဲလော်ခတ်နေရကိုကိုထန်ရင်မတူတော်တိုက်ပုံတွေကြာတိုးတိုးဝိနေရဒီခကြီးဟာ တရားပါဖို့ပဲအမေအာနာရှင်လိုင်းတွေလာလာပုတ်ရင်ပဲကျွန်တော်လင်ငယ်လေးခုံပေါက်နေရတုံးလန့်နေရဝဏကန္နာဒီမြစ်ထဲခါကော့ကော့ပေးနေရရင်ငပိမလောက်စားမလောက်ဘဝနဲ့ကိုလီကိုထိုးခဲ့ရတာဘကူးကိုဘယ်တော့ရောက်မယ်မှမသိမျောနေရကျုံမျောကြီးထဲမှာပဲအင်ဂျင်အဟောင်းနဲ့ ဆက်တက်မောင်းနေရတာကိုကျေနပ်နေတဲ့သူတွေတဲ့တားလူမိုက်ကြီးမပါဘူးလေဒီစီမှာမျောခြင်းလို့မျောခဲ့ပြီးပြီပဲပြန်ကျင်တော့ပြန်ခွင့်ရခဲ့တဲ့နဲ့မဟုတ်လားအမေအစာနဲ့ရေခွက်ရှိရင် အသက်ဆက်လို့ရတယ်လို့ကြည်တန်နဲ့တနက်ထဲမှာဘုံနိုင်ငံရေးရည်မှန်းချက်တွေရှိတယ်စိတ်နဲ့ရေးတဲ့ပကြီးကို ပုံကြီးချဲ့ကြတဲ့ရွှေထီးဆောင်မင်းလောင်းများကိုဥညွတ်ရာရှ िख ို့ရာမမြင်နိုင်တဲ့အနာဂတ်ကိုခက်ခက်ခဲခဲတွေးပြီးတဲဖြူခင်းရာဇမတ်ကာရင်ငွေဖလားမှာတစိမ့်နှိပ်သူများစီးကြရာပူဇော်ရာကကြမာကပေးလို့ခွေးဖြစ်တာချင်းတူတူလူစကားနားမလဲတဲ့တလိษံတွေကများတယ် ခွေးနဲ့ပြန်ဖက်ကပ်ရတဲ့မိခိုမဆဲရမဆဲနိုင်ငံမှာဖရုတ်ဝါဖရုတ်တဝါစာအစဲကလေးတွေကိုရဲလေတနက်တွေကိုတိတ်အသက်ပေးနေတဲ့သူတွေအတွက်စစ်မီးတွေညင်းမရစီအမေလွန်မြောက်ခွင့်မရသေးတဲ့နှောင်ကြိုးတွေနဲ့အိတ်တန်းဝင်ရတဲ့ညတွေဝေးပြရစီအမေမောင်းတုံညပါခင်ဗျာဟုတ်ကဲ့ပါကုတုံညရေတိတ်ကို ကောင်းမွန်ပြီးတော့အထိပ္ပယ်ပြည့်ဝတဲ့ကြပြလေးပါအဲပါဝင်အားဖြည့်ရင်းနဲ့ရွတ်ဆိုပြီးတဲ့အတွက်ကျေးဇူးတုတင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့နောက်မှလည်းအဲဒေသရှင်တော်လန်အဆိုရှင်တွေအဲနောက်တစ်ခါကျွန်တော်တို့တောင်ငါဘော်တို့နောက်ခါဥစိန်သီးတို့ဒီလိုမျိုးကောမဒီယန်ဟာသပညာရှင်တွေလည်းဖြောပြတင်ဆက်ဖို့ပါဝင်အားဖြည့်ဖို့အသင့်ဆောင်ဆိုင်နေကြပါတယ်အဲ့ဒီထက်မှကျွန်တော်တို့အခုတစ်ခေါက်မှာတော့အဲတယောကုဖိုးဆန်နဲ့ အတောင်ရင်တစ်ခုမှတိဂိတာအဖွဲ့ကနေပြီးတော့ဖြောပြေးတင်ဆက်ပေးမယ်အစီအစဉ်မှာကိုဖိုးဆံကိုဖိတ်ခေါ်ပြရစီခင်ဗျဟုတ်အလုံးမင်္ဂလာပါခင်ဗျအတန်ကြားလာမသိခင်ဗျဟုတ်ဟုတ်ကဲ့ကြားပါလေဟုတ်ဟုတ်ဟုတ်ဒီဒီဆူအေဒီဘတ်ဒေးပေါ့နော်အမေရဲ့ဒီကမ်ပိန်းဖွင့်ပွဲမှာပါဝင်ရအတွက်အရန်ကိုကုန်ယူပါတယ်ကျေးဇူးတင်ပါတယ်ဟိုဒီအချိန်အချိန်နေရဖို့ကျွန်တော်တို့တောင်းရင်တစ်ခုမှညီအကိုကြီးဟိုတူတူရှိမနေဘူးပေါ့နော်ဒါပေမဲ့ ဟိုကျွန်တော်တို့ဒီအတွက်ကိုဒီလုံခဲ့တဲ့နှစ်ရက်ကနေပြီးတော့ဒီ campaign လေးအတွက်တချင်းလေးတွေကိုဟိုတခြားရိုက်ကူးပြီးတော့တိခတ်ခဲ့ကြပါတယ်။ဟောဒါလေးကိုကျွန်တော်တို့ဒီဗီဒီယိုလေးနဲ့ဟိုဖွင့်ဖွင့်ပြပါမယ်ဟုတ်။အာအဓိကကကျွန်တော်ပြောချင်တာလေးကတော့ဟိုတပိတ်ကာလတွေတုန်းကကျွန်တော်ဇာနာပြနေတဲ့အချိန်မှာမို့တရောလိုက်ထိုးတာပေါ့နော်။အဲ့ဒီအချိန်မှာ Facebook မှာစာလေးစာလေးနှစ်ကြောင်းရေးတင်ခဲ့ဘူးတဲ့ပေါ့။အမေက ကျွန်တော်တို့ကယ်ခဲ့တယ်အခုကျွန်တော်တို့အမေကိုပြန်ကယ်မယ်ဆိုပြီးတော့စာလေးကျွန်တော်ရေးသိမ်းခဲ့ပြီလို့ပေါ့နော်အဲ့တော့ဒီနေ့လွန်မြောက်တဲ့နိုင်ငံမှာအမေနဲ့ကျွန်တော်တို့ကြည်သူတွေအားလုံးအောင်ပွဲနဲ့တူပြန်လည်ဆုံတွေ့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လည်းယုံကြည်ပါတယ်အဲ့တော့အခုကျွန်တော်နဲ့ဒူတောင်ဝင်းတကူမအညီကိုပြောပြမဲ့တခြင်းလေးရကဘာပေါ်မှာရှိတဲ့အမေတော်လန်မိခင်တွေပေါ့နော်နဲ့အတူလက်ရှိမှာ အချင်းကြနေတယ်ကျွန်တော်တို့ရဲ့မိခင်အမေတောင်ဆန်းစုကြည်နေကောင်းကျမ်းမာစေဖို့ကြီးရပါတယ်ပြီးတော့ကျွန်တော်တို့ရောင်းနေကိုမြင်နေရပါပြီဒီကြီးရွယ်ချက်ခံစားမှုတွေနဲ့ကျွန်တော်တို့ဒီသချင်းလေးတွေကိုဖြောပြဝင်ပြပါအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးပါအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ် โอเคပါကိုဖိုးဆိုင်ကြီးကျွန်တော်တို့တကယ်ကိုဓမ္မဘတ်တော်သားအနုပညာရှင်ဂီတပညာရှင်တွေရဲ့အနုပညာကတော့ကျွန်တော်ကြည့်ရှုနေကြတဲ့နားဆင်ခံစားနေကြတဲ့ဗီဒီယိုကိုတကယ်ကိုရင်ထဲကိုထိရှာစေပါတယ်ကျွန်တော်တို့ live ရဲ့ comment တွေမှာဆိုရင်လဲချက်ချင်းကိုကိုဖိုးဆိုင်ရဲ့တရားသံနဲ့မျက်ရည်ကြရတဲ့အထိရင်ထဲကိုရောက်စေပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အနုပညာအားနဲ့ပါဝင်ပြီးတော့တော်လှန်ရေးမှာအခုကျွန်တော်တို့ဒီအမေစုရဲ့မွေးနေ့ အကျိုးကမ်ပိန်းမှာလည်းပါဝင်အားဖြည့်တဲ့အတွက်ပြည်သူလူထုရဲ့ကိုစားအာကျေးဇူးတင်ပါတယ်ခင်ဗျာအဖွဲ့တော်သားအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ဟုတ်โอเคပါအဲ့တော့